မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ KYI ကပြစ်ချလိုက်တဲ့စစ်ကောင်စီ MI-17 ဟန်ရင်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကများတက်ဆင်ထားပြီးစစ်ကောင်စီနဲ့အိန္ဒိယအကြားထဲထဲဝင်ဝင်ပတ်သက်မှုကိုမိမောင်းထုတ်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KYI ကနေမေလ20ရက်နေ့ပြစ်ချလိုက်တဲ့စစ်ကောင်စီရဲ့ရဟတ်ရင်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကတွေတက်ဆင်ထားတာကိုတွေ့ရကြောင်းလက်နက်တုံးသက်ချက်တွေအစဉ်တစိုက်ရေးသားနေတဲ့စာမျက်နှာတွေမှာဖော်ပြထားပါတယ်။ KIA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်မှာပြန်ကျခဲ့တဲ့လေတန်း MI-70 ရဟတ်ယာဉ်မှာအိန္ဒိယကုမ္ပဏီ MKU ဒုတ်ကြီးကရီထပ်ပေါ်တက်ဆင်ထားတယ်လို့ရဟတ်ယာဉ်ကရရှိထားတဲ့ဒစိမ့်အမှတ်သားတွေကတက်တည်ခတ်နေတယ်လို့ဆိုပါတယ်တိုက်ခိုက်ရေးလက်နက်တော်မဟုတ်ဘူးပေါ့ရုရှားကဝယ်တဲ့ရဟတ်ယာဉ်မှာအတွင်ကန်အတွက်အိန္ဒိယကုမ္ပဏီဒုတ်ကြီးကရီထပ်ပေါ်တက်ဆင်ထားတဲ့ပုံစံမျိုးပါလို့ Technical Reporter 2.0မှာတာဝန်ရှိသုံးသက်ကသတင်းဌာနကိုပြောဆိုပါတယ်အိန္ဒိယကုမ္ပဏီ MKU က ကာဗိုနာမည်နဲ့ကြီးကပလစ်စတစ် production solution တွေထုတ်လုပ်ပြီး night version လိုမျိုးပစ္စည်းတွေကိုလည်း natro ဆိုတဲ့နာမည်နဲ့ထုတ်လုပ်နေတာဖြစ်ပါတယ်။ Cavro ကစစ်တီသုံးအုတ်ထုပ်ကြီးကပြားရင်ကစလို့ကြီးညီလေးစစ်သုံးရင် အမျိုးမျိုးအတွက် armor plaster plastic protection solution တွေအထူးထုတ်လုပ်ကကုမ္ပဏီရဲ့ website မှာလေ UA60 blank HAWKC H47 Chinook MI70 MMA အပါအဝင်ရဟန်းရင်အမျိုးမျိုးအတွက် Plastic Protection Solution Amos Blood တွေရနိုင်ကြောင်းဖော်ပြထားပါတယ်ပြကြသွားတဲ့ရဟယင်မှာတက်ဆင်ထားတဲ့ပစ္စည်းတွေရဲ့ထုတ်လုပ်တဲ့နှစ်ကအခု2025ခုနှစ်ဖေဖော်ဝါရီလလို့ရေးသားထားတာကြောင့်ပြကြတဲ့ MI70 မှာအဲ့ဒီပစ္စည်းတွေတက်ဆင်ထားတာကမကြသေးဘူးလို့သိရပါဗျ။ Technical Reporter 2.0ကစစ်ကောင်စီနဲ့အိန္ဒိယ different interest တွေကြားထဲထဲဝင်ဝင်ပတ်သက်နေရေဆိုတာကိုထပ်မံမိမောင်းထိုးပြတဲ့ဥပမာတစ်ခုလည်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အိန္ဒိယအစိုးရကတရုတ်နီတူမြန်မာနိုင်ငံကြီးမှာတိတိတသားဝင်ရောက်ဆက်ဖက်နေတာကိုလည်းတစတစနဲ့တွေ့မြင်လာနေရပါတယ်။မေလ14ရက်မှာလည်းတမုပကဖအဖွဲ့မှတော်လိုင်းရေးပေါ်ဆယ်ဦးကိုလည်းအိန္ဒိယနေကြာဆောင်တပ်တွေကနေဖမ်းဆီးခေါ်ဆောင်တပ်ဖြတ်ခဲ့ပြီးအလောင်းပြန်ပြီးခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အစိုးရကအိန္ဒိယအနေနဲ့စုံစမ်းစစ်ဆေးရေးယူဖို့တောင်းဆိုထားပါတယ်။ကြာဆုံးရေးပေါ်တွေရဲ့အလောင်းတွေပြန်လည်တောင်းခံရမှာလည်းပကဖရေးပေါ်တွေအိန္ဒိယနဲ့နေမ င်တွင်ဝင်ရောက်ကစတင်တိုက်ခိုက်တာကြောင့်နှိမ့်နှင်းခံရတာဖြစ်သလိုနှစ်နိုင်ငံနယ်နိမိတ်ချန်စီရုတ်ခတ်မှုကိုမကန့်ကွက်ဖို့သဘောတူကြောင်းအချက်တွေပါတဲ့ခံဝန်ကို NUG နဲ့မြန်မာဘက်ကတာဝန်ခံတွေကိုခေါ်ယူထားက PRP လက်မှတ်ထိုးစေပြီးမှလွှဲပြောင်းပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။ ဆလဘီအိုးထိန်တွင်ရွာကျောင်းဘုံကျဲခံရမှုကြောင့်ထိခိုက်သူများကိုစိတ်တန်ရာကုစားပေးနိုင်ရင်ကြိုးပမ်းနေအကြောင်းတင်ဆက်ပေးပါမယ်။တပန်ရင်းမြို့နယ်အိုးထိန်တွင်ကျင်းရွာစာတင်ကျောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်မှုမှာထိခိုက်တန်ရာရရှိသူများရဲ့စိတ်တန်ရာကုစားဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG BNN ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကပညာရှင်တွေကနှစ်သိမ့်ဆွေးနွေးပြီးငဲကြပါတယ်။အိုးထိန်တွင်ကျင်းရွာစာတင်ကျောင်းကိုစစ်ကောင်စီကလေကျောင်းမှဘုံကျဲတိုက်ခိုက်တာကြောင့်ဆရာမနှစ်ဦးကျောင်းသားကျောင်းသူ၂၂ဦးသေဆုံးပြီးထိခိုက်တန်ရာရရှိရင်ကျောင်းသားကျောင်းသူ ူနဲ့ဆရာဆရာမစုစုပေါင်း105ဦးကန်ရှိတယ်လို့ MOH ADM ကမေလ22ရက်မှာသတင်းထုတ်ပြန်ပါတယ်။ကျူးလွန်ခံရတဲ့မိသားစုတွေနဲ့အရွယ်မရောက်သေးတဲ့ကလေးငယ်များကိုနှစ်သိမ့်ဆွေးနွေးခြင်းနဲ့စိတ်ခွန်အားပေးခြင်းကိုတပင်းရင်းမြွနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတွေနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့အသိပေးပါတယ်။စင်ဂျင်ညာကင်းမဲ့တဲ့အကျန်းဖက်စတက်နဲ့၎င်းရဲ့လက်ပါစီတွေကြောင့်အပြစ်မဲ့ကလေးငယ်များနဲ့ရွာသူရွာသားတွေမှာအတိုင်းစားမဲ့ထိခိုက်ခံစားနေကြရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အွန်လိုင်းမှာတစင်ပြုလုပ်တဲ့နှစ်သိမ့်ဆွေးနွေးပွဲကို MOH ADM ပြည်ထောင်စုဝန်ကြီးဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေ ကကလေးစိတ်ပညာဆိုင်ရာကျွမ်းကျင်ဆရာဝန်များနဲ့ပညာရှင်များတက်ရောက်ခဲ့ကြပြီးထိခိုက်ခံစားခဲ့ရတဲ့မိသားစုဝင်များကလေးငယ်များနဲ့ဆရာဆရာမများကိုနှစ်သိမ့်ဆွေးနွေးခြင်းစိတ်ခွန်အားပေးခြင်းနဲ့စိတ်ဖိစီးမှုတွေနဲ့ထိန်းလန့်ကြောင်းရုံကျင်းဒီမှာလျှော်ပါစေဖို့ပြုလုပ်ရမယ့်နည်းလမ်းတွေကိုမျှဝေပေးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ စိတ်ဓာတ်ရတွေကြီးကြီးမားမားရထားကြတယ်သူတို့ကိုတော်တော်လေးခယူးဆိုင်ထားရဲကုစားဖို့မလွယ်ပေမယ့်အာလုံးဝိုင်းပြီးစူးစမ်းနေကြပါတယ်လို့တပည့်ရင်းမျိုးဒေတာကန်တအုပ်ကဆိုပါတယ်ဒါအပြင်စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုအတွက်တရားမျှတမှုပြန်လည်ရရှိစေဖို့အတွက်မှတ်တမ်းအထောက်အကူများရယူစုဆောင်းနေရလို့လည်း MOH ADM ကအသိပေးထားပါတယ်လေချောင်းကပုံကျဲတိုက်ခိုက်တာကြောင့်သိဆုံးတရားရသူများအတွက်လူသားချင်းစာနာဝန်ကြီးဌာနကထောက်ပံ့ငွေကြက်105သိန်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနဲ့အလူရှင်များကအလူငွေကြက်သိန်း130စုစုပေါင်းငွေကြက်200 35သိန်းကိုထိခိုက်ခံစားခဲ့ရတဲ့မိသားစုဝင်တွေထံကို PF ထောက်ပံ့ခဲ့ကြောင်းသိရပါဗျ။အိုးထိန်တွင်ချင်းရွာစာတင်ကြောင်းကိုမေလ12ရက်မနက်9:35မိနစ်အချိန်ကမှစစ်တပ်ကဖုံးကျဲခဲ့ခြင်းဖြစ်ပါတယ်။တိုက်ခိုက်မှုကိုကျူးလွန်သူစေခိုင်းသူအားပေးသူပုံဖြတ်သူမြည်သူကိုမဆိုပြက်ပြက်သားသားသတ်မှတ်သွားမှာဖြစ်ပြီးတိုင်းပြည်ရဲ့အနာဂတ်မျိုးဆက်ကလေးငယ်များကိုအိုးတီတိုက်ခိုက်တဲ့စစ်ကောင်စီကိုတတ်နိုင်တဲ့ဘက်မှတွန်းလှန်တိုက်ခိုက်ပေးကြဖို့ရွှေဘိုခရိုင်မှစနစ်တရင်ကတိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုံအနေနဲ့ဘမမှာစင်ရဟန်ရင်ပြစ်ချခံရမှုကြောင့်ရဟန်ရင်ပေါ်စစ်ပြူဝါမှု နဲ့ဖွဲ့ဝင်များအားလုံးတည်ဆုံမှုကိုစစ်ကောင်စီကသတင်းဖုံထားပြီးဆက်ချုပ်ရင်းလိုပြတ်ကြရင်လို့သာတက်တွင်ရှင်းလင်းအတိပေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ယဟန်ရင်မူဘူကြီးမျိုးထအောင်ဘူကြီးကျော်မြင့်သူနဲ့ဘူကြီးချမ်းသာတို့တည်ဆုံမှုအတည်ပြုတယ်လို့ပြောပါတယ်။ကချင်ပြည်နယ်ပမော်မြို့နယ်အတွင်းစင်ယဟန်ရင်ပြစ်ချခံရမှုမှာယဟန်ရင်မူများနဲ့လေတပ်ဖွဲ့ဝင်များပါဝင်ယဟန်ရင်ပေါ်လိုက်ပါလာတဲ့စစ်ပြူဟာမှုနဲ့ဖွဲ့ဝင်များအလုံးတည်ဆုံမှုကိုစစ်ကောင်စီကတရင်ဖုံးကွဲထားတဲ့အပြင်ယဟန်ရင်မှာလည်းပြစ်ချခံရခြင်းမဟုတ်ဘဲစက်ချုပ်ရင်တို့သာပြစ်ချခြင်းဖြစ်တယ်လို့တရင်ဖြန်လာကြောင်းတပ်တရင်အရင်းမြစ်တချို့ကပြောပါတယ်။မေလ20ရက်နေ့နေ့လယ်တနာရီဝန်းကျင်ချင်းပမော်မြို့စကားခ21ကိုစစ်ကူရိတ်ခါလက်နက်ခင်းရများချလာပြီးစစ်ကောင်စီ င်ရဲ့ထပ်ပွင့်ရဟန်းရဲ့နှစည်းကို KYA ကပြစ်ခတ်ခဲ့ရာတစည်းမှာရွှေကူမြို့နယ်မြို့လာမြို့နယ်ကွယ်စီငန်းရွာနောက်ဖက်ချမ်းရှိတောထဲမှာပြတ်ကျသွားကြောင်းအစိုးမရဟန်းရဲ့မှာရဟန်းရဲ့မူကပ်တိန်ပူကြီးမျိုးထံအောင်ပူကြီးကျော်မြင့်သူပူကြီးချမ်းသာပါဝင်ရဟန်းရဲ့မောင်းနေရဖွဲ့သား9ဦးပါဝင်သွားခဲ့ကြောင်းဒါပေမဲ့ရဟန်းရဲ့ပေါ်မှာလိုက်ပါတဲ့စစ်ပြူဟာမှုနဲ့ဖွဲ့သားတွေပါတည်ဆုံမှုကိုတော့စစ်တပ်ကသတင်းဖုံးကွယ်ထားကြောင်းသိရပါတယ်ပမော်မှာတမတော်ရဟန်းရင်ကဆက်ချုပ်ရင်းလို့ပြတ်ကျတဲ့ရဟန်းရင်မှုနဲ့အဖွဲ့သားတွေဆုံးပါတယ်တိုင်ရင်တပ်ဖွဲ့တွေအတွင်မှာလည်းနိုင်ငံတော်ကထုတ်ပြန် နဲ့တရင်တိုင်းပဲပြန်လည်အတိပေးတယ်။တက်မတော်ပြူဟာမှုနဲ့ဖွဲ့သားတွေတည်ဆုံနေဆိုတာမျိုးတော့အတိပေးတာမျိုးလည်းမရှိပါဘူး။သိလည်းမသိကြပါဘူး။ပမော်မှာတက်မတော်ကအရှိတာပြီးအောင်ပွဲရနေတယ်။မင်းကောင်စစ်ကြောင်းရဲ့စစ်စင်ရေးနဲ့ပမော်မျိုးကိုပြန်လည်သိမ့်ပိုင်နေပြီး KIA PDF တွေအလောင်းတွေတောင်ပုံရပုံတည်ဆုံနေတယ်ဆိုတာတက်တွင်းမှာရှင်းလင်းပွဲတွေနဲ့အတိပေးနေတယ်လို့တက်တဲ့ရင်အရင်းမြစ်တွေကရှင်းပြပါရတယ်။ ရွှေကူမြို့နယ်တော်ထဲမှာမီးလောင်ပျက်စီးသွားတဲ့ရဟန်းရင်နဲ့အတူရဟန်းရင်မှုတွေဖြစ်တဲ့ပိုကြီးမျိုးထက်အောင်ပိုကြီးကျော်မြင့်ထုနဲ့ပိုကြီးချမ်းသာတို့တည်ဆုံမှုမှလည်းစစ်တပ်အတွင်းကြေကြေပြန့်ပြန့်သတင်းပြန့်နေပြီးအတီးပြုတ်နိုင်ကြောင်းတက်တွင်းသတင်းအရှင်းမြစ်တွေကဆက်လက်ပြောဆိုပါရယ်။မနေ့ကမေလ22ရက် KIA ကစင်းဟန်းရင်ပြက်ကြခဲ့တဲ့ရွှေကူမြို့နယ်မျိုးလာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်ရှိတော်ရဲရှိရဟန်းရင်ပြက်ကြနေရာကိုထပ်မံရှင်းလင်းရေးရုံးလုပ်ရာရဟန်းရင်ပြက်နေတဲ့အတူမီးလောင်ထားတဲ့စစ်သားအလောင်း16လောင်းနဲ့မီးလောင်ပြက်စီးသွားတဲ့လက်နက်စက်လီလက်သိန်းစင်ရရှိ ကြောင်း KIA သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါအပြင်မေလ22ရက်နေ့လည်း2နာရီခွဲကန်ချိန်ရွှေကူမြို့ခလာယာ56တိုင်ရင်မှာအရေးပေါ်ဆင်းသက်ခဲ့တဲ့စစ်ရဟရင်ကိုလည်း KIA တပ်မဟာစတင်မှာတော်လိုင်းရေပေါ်တွေကလက်နက်ကြီးတွေနဲ့တောင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာရဟရင်လုံးဝပျက်စီးသွားတဲ့အပြင်ရဟရင်ကိုဘေးပတ်ပတ်လေးမှာဝန်းရံထားတဲ့တန်ချက်ကကားနဲ့ထရက်ကားတွေကိုပါလက်နက်ကြီးကြီးထိမှန်ပျက်စီးခဲ့ကြောင်း KIA သတင်းရင်းမြစ်ကဆက်လက်ရှင်းပြပါသွားတယ်။ KAI ကရခိုင်ကလေးကစစ်ကောင်စီရဲ့ရဟတ်ရင်နဲ့တိုက်လေရင်တွေကိုပြစ်ချခဲ့မှုရာမေလ22ရက်နေ့ပြစ်ချခဲ့တဲ့ရဟတ်ရင်နှစ်စီးအပါအဝင်စုစုပေါင်းအာဏာသိမ်းပြီးနောက်၅နှစ်အတွင်းရဟတ်ရင်၄စီးနဲ့တိုက်လေရင်တစ်စီးတို့ကိုပြစ်ချနိုင်ခဲ့ပါတယ်။2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်မြို့နယ်မြို့တင်နဲ့ကုန်းလာအကြမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟန်းရင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြစ်ချခဲ့ရာအဲ့လိုပြစ်ချခဲ့မှုကြောင့်ရဟန်းရင်ပြတ်ခဲ့ပြီးရဟန်းရင်မူပုံမှုကြော်စရာထွန်ပိုကြီးတန်းထွန်လင်းအုတ်ခွဲတက်ချက်ကြီးကြော်စွာအောင်တို့တည်ဆုံခဲ့ပါတယ်။ 2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နားဖော့စစ်တပ်စခန်းကိုရဲခါလာပို့တဲ့စစ်တပ်ထပ်ပေါ် MI-17 ရဟရင်တစည်းကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟရင်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရှင်းဦးဖြစ်တဲ့ဘုံမူးစော်မျိုးတန်အသက်52နှစ်ဘူကြီးကောင်းဆန်သိန်းအသက်33နှစ်ဘူကြီးစိုးပိုင်ကျော်အသက်32နှစ်ဒုရကံဘူဝင်းမျိုးထွန်းအသက်42နှစ်ဦးစီးတကြက်ကြီးစိုးလွန်အသက်36နှစ်ဦးစီးတကြက်ကြီးမျိုးမင်းအသက်38နှစ်ဦးစီးတကြက်ကြီးဝင်းရံအသက်32နှစ်နဲ့ဦးစီးတကြက် ကြီးစွမ်းထောင်အသက်23နှစ်တို့တည်ဆုံခဲ့ပါတယ်။2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလဲရှမ်းမြောက်ဒေသကုတ်ခိုင်မြို့နယ်နန်းဖက်ကာရွာတိုက်ပွဲဒေသထံကိုပုံလာကျဲတဲ့စစ်ကောင်စီရဲ့တင်ယုံလုံး FDC 2000ကြီးတိုက်နေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့အတွက်တိုက်လေရင်ပြတ်ကျသွားတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။